ပရိသတ်တသိန်းဝင်ဆမ်းမဲ့ကွင်းတင်ကြီးဆောက်ပြီးဖလားဆောင်တင်တော့မဲ့ United ပရိသတ်များလုံးမဲ့မိလာများမန်ချက်စတာဖော်ဝါဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်မန်ချက်စတာ United ဟာပရိသတ်တသိန်းကျော်ဝင်ဆမ်းမဲ့ကွင်းတင်ကြီးကိုတိစောက်တော့မှာဖြစ်ကြောင်းဒီနေ့မှပဲအတည်ပြုလိုက်ပြီဖြစ်ပါရင် United ရဲ့ရှယ်ယာရှင်အသစ်ဖြစ်တဲ့ Sir Jurgen Klopp ဟာအသင်းကိုစတင်ရောက်ရှိလာခဲ့ကကွင်းတင်ဆောက်ဖို့အတွက်စတင်စီစဉ်ခဲ့ကြတာဖြစ်ပါရင်ကနေတော့ကကွင်းဟောင်းကိုဖျက်ပြီးအဲ့ဒီနေရာမှာအစားပြန်ဆောက်ဖို့ရည်ရထားပေမယ့်အခုတော့နေရာအသစ်မှာဆောက်လုပ်တော့မှာဖြစ်ပါရင် ဒီလိုလှုပ်ဆောင်ဖို့အတွက်ဒေသဆိုင်ရာကောင်စီတွေရဲ့ခွင့်ပြုချက်ကိုလိုအပ်တာကြောင့်ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးအခုချိန်မှာတော့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ပေါင်နှစ်ဘီလီယံလောက်ကုန်ကြမဲ့ဒီကွင်းတင်ကြီးမှာလူရေအပြင်တသိန်းထိဝင်ဆက်မှာဖြစ်ပြီးစုစုပေါင်း9နှစ်အချိန်ယူပြီးတည်ဆောက်သွားမယ်လို့သိရပါတယ်။လူရေတသိန်းထိဝင်ဆက်မဲ့ဒီကွင်းကြီးဟာ UK ရဲ့အကြီးအကျယ်ဆုံးဘောလုံးကွင်းတစ်ကွင်းဖြစ်လာမယ်လို့လည်းသိရပါတယ်။ဒီကွင်းကြီးရဲ့ဒီဇိုင်းကိုတော့ကမ္ဘာအကောင်းဆုံးဖိတုကာပညာရှင် Norman Foster ကဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ United အားလက်ရှိအိမ်ကွင်းအပြင်အသုံးပြုနေတဲ့ Ultra 4ကို1940ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ြီးနှစ်ပေါင်း80ကျော် ကာလအတွင်း9ခြင်းအထိပြုပြင်ပြောင်းလဲခဲ့ပါတယ်။2006ခုနှစ်မှာနောက်ဆုံးခြင်းပြုပြင်ခဲ့ပြီးတဲ့နောက်ပရိသတ်ပေါင်း9000ကျော်ဝန်ဆန်းနဲ့ကွင်းကြီးဖြစ်လာခဲ့ပါတယ်။စာချုပ်တော့နေနဲ့ရီယဲကဘာနေဘူးကွင်းဘာစီလိုနာရဲ့နုကန်ကွင်းကြီးတို့လိုမျိုး United ရဲ့ကွင်းသစ်ကြီးကိုခန်းနားထွေသွားတဲ့ကွင်းသစ်ဖြစ်လာဖို့ရည်ရွယ်ချက်ရှိနေပါတယ်။ဒါ့အပြင် United ဟာကွင်းသစ်ကနေဒီနေ့ကိုလူဦးရေ8000လောက်ဝင်ရောက်လည်ပတ်ဖို့လည်းမျှော်မှန်းထားနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။